စကိုင်းတိုင်းမှုရုံမြို့ပြည်ထောင်စုလမ်းမှာစစ်ကောင်စီရှင်တန်းကိုတော်လေရဲတပ်တွေကတိုက်ခိုက်ခဲ့တဲ့အတွက်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခါကစေဦးစီမူဒုတိယတန်း G2 အဆင့်ရှိဘူမူကြီးတင်ကိုအပါအဝင်ဘူကြီးနှစ်ယောက်တည်ဆုံခဲ့လို့ Democratic Gorilla Force DGFC ကသိရပါတယ် ဒီဇင်ဘာလ9ရက်နေ့ညပိုင်းမှာမူယော်မြို့ရှေးဦးဆန်ဆိုင်ကိတ်ကိုဝင်ရောက်တိုက်ခိုက်ပြီးနောက်အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကစစ်ဘက်ရဲရအလုံးကျုံရဲဌာနမှုပုံမူကြီးတင်ကိုလိုက်ပါလာတဲ့စစ်ကောင်စီရင်ထဲကိုဂျားပြက်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်အဲ့ဒီတိုက်ခိုက်မှုမှာဘုံမုံတည်ဆုံးတာကိုတက်တွင်နေဆက်သူတွေစီကသိရတာဖြစ်ပြီးဂိမ်းမုတ်တွေကစက်တိုက်ပစ်ကူပေးနေတဲ့အတွက်လက်နက်ကောက်ချိန်မရလိုက်ဘူးလို့ DJF တပ်ဖွဲ့ရဲ့တာဝန်ရှိသူက DVB ကိုပြောပါတယ် ဘုံမူကြီးတင်ကုန်းနဲ့အတူမူရော်မျိုးတော်ခမ်းမကဘူကြီးဆိုမင်းဦးမုံရမျိုးအမတ်တရေစခန်စစ်ကြောရဲအရာချိဘူကြီးတို့လိုက်ပါဆင်းနှင်းလာတဲ့ကာနစီကိုမုံရမျိုးအတွင်ပြည်ထောင်စုလမ်းမပေါ်မှာတိုက်ခိုက်ခဲ့တာဖြစ်ပြီး G2 လိုက်ပါလာတဲ့ကမင်းလောင်ပြက်စီတော့ခဲ့လို့ဆိုပါတယ်စစ်ဘက်ရေယာလုံခြုံရေးဌာနမှ G2 ဘူမူကြီးတင်ကိုတည်ဆုံတော်ရဲဆိုတဲ့သတင်းကိုတော့ DPP အနေနဲ့တိကျအတည်ပြုလို့မရသေးပါဘူးရှင်